်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျားသခင်ရဲ့ခြေစတော်ကိုချီးမွမ်းပါတယ်အေလိထံမှသင်္ကန်းစာဆိုတဲ့ကောင်းစင်နဲ့ဒီနေ့တမဟောင်းချမ်းကအေလိအားဖြင့် ဖခင်တယောက်ရဲ့အသက်တာနဲ့ပတ်သက်ပြီးတော့မှဆင်ခြင်သွားခြင်းပါတယ်။ဖခင်ကြီးရဲ့အုပ်ဆိုးမှုအကြောင်းနဲ့ပတ်သက်ပြီးတော့မှဆင်ခြင်ဖို့အေလိဟာ သူ့ရဲ့အုတ်ထင်းမှုအောက်မှာသူ့သားတွေကြီးကြီးမားမားအမားတချို့လုခဲ့တာကို သူမြင်ခဲ့ရပြီးတော့အဲ့ဒီအမားတွေကအေလိနဲ့သူ့ရဲ့မိသားစုအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေကို ဖြစ်စေခဲ့ပါတယ်။အကျိုးဆက်တွေရဲ့အဆုံးသက်ကလည်းပဲတော်တော်ဆိုးပါတယ်။ ကျွန်တော်တို့ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီးလေးအငယ်၁၂ကနေ၂၂ကိုကြည့်မယ်ဆိုရင်အေလိရဲ့သားနှစ်ယောက်စစ်ပွဲမှာတည်သွားတဲ့အချိန်မှာဘုရားသခင်ရဲ့တစ်တာတော်ကရန်သူလက်ထဲကို ရောက်သွားရတယ်။အေလိကလည်းအဲ့ဒီတည်င်းကိုကြားတဲ့အခါမှာအသက်68နှစ်လောက်ရှိပြီဖြစ်တဲ့သူဟာထိုင်ကုန်ဘောကနေပြီးတော့မှနောက်ပြန်လှန်ပြီးတော့လေပင်ကျူးပြီးတော့တည်သွားရတယ်။သူ့ရဲ့ချွေးမှ ပြိနဟရဲ့မယားကလည်းတားဖွာခြင်းဝေဒနာကိုချက်ချင်းခံရပြီးတော့ပေသွားရတယ်။အဖေတယောက်အနေနဲ့အေလီဟာဒီနေ့ကျွန်တော်တို့အတွင်းဘာကိုတွင်တင်ပေးနေမလဲ။အချက်၄ချက်အားဖြင့်ဆင်ခြင်သွားခြင်းပါတယ်။ပထမတစ်ချက်ကတော့အတ္တတာမှာဘုရားသခင်ကိုဥစွာ အတ္တတာကိုဥစားပေးဖို့ဖြစ်တယ်။ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီးနဲ့အငယ်29ကနေ29မှာ ဘုရားသခင်ဤလူတယောက်သည်အေလိထံသို့လာ၍ထာဝရဘုရားမိန်တော်မူသည်ကားအကုတ်တုပြည်ဖာရောဘုရင်ထံ၌နေရသောတင့်အပါဤအမျိုးအားငါထင်ရှားသည်မဟုတ်လောငါဤရစ်ပလင်ပေါ်မှပူဇော်ခြင်းနတ်တာပေါင်းကိုမိရှို့ခြင်းငါရှိမှတင်တိုင်းကိုဝတ်ခြင်းအမှုကိုစောင့်ရသောငါဤရစ်ဘရောဟိဖြစ်စေခြင်းကသူ့ကိုဣဒလအမျိုးအပေါင်းတို့အထေကငါရွေးကောက်သည်မဟုတ်လော ဣဒိလအမျိုးသားတို့သည်မိဖြင့်ပြုသောပူဇော်တကားရှိသမျှတို့ကိုတင့်အပါဤအမျိုးအားငါပေးသည်မဟုတ်လောငါအိမ်၌ငါစီရင်သောရစ်ငါပူဇော်တကားကိုအပေကြောင့်ခြေနှင့်ကန်သည်နီငါဤလူဣဒိလအမျိုးသားတင်လူသောပူဇော်တကားရှိသမျှတို့တွင် အမျက်ဆုံးသောအရာကိုဝှစွာစားစေ၍တင့်ဤသားတို့ကိုငါအပေါ်မှအပေကြောင့်ချီးမြှောက်သည်နီ ဘုရားသခင်ရဲ့လူတယောက်ကအီလိစီကိုလာပြီးတော့ဘုရားသခင်ရဲ့မိန့်တော်မူချက်ကိုဒီလိုပြောခဲ့ပါတယ်။အဲ့ဒါကအရင်တုန်းကအီဂျစ်ပြည်ဖာရောပြင်စီမံနေခဲ့ရတဲ့အီလိအပါရဲ့အမျိုးဣဒလာလူမျိုးတွေမှာဘုရားသခင်ထင်ရှားခဲ့တယ်။အဲ့ဒီအမျိုးကနေဘုရားသခင်ရဲ့ယေဘရဟိအရာကိုဣဒလာလူမျိုးတွေကရွေးကောင်းပြီးတော့ဘုရားသခင်ရဲ့ယက်ပလင်ကိုတက်ပြီးတော့ဣဒလာလူမျိုးပြုတဲ့ပူဇော်တကာရှိပညာတို့မှာ အမြင့်ဆုံးသောအရာကိုဝါစွာစားရပေမဲ့လေဘုရားသခင်အပေါ်မှာအေလိဟာသူ့ရဲ့သားတွေကိုတာပြီးတော့ချီးမြှောက်ခဲ့တဲ့အကြောင်းပဲဖြစ်တယ်။အေလိရဲ့ဘဝမှာဘုရားသခင်ကိုဦးစားမပေးခဲ့ဘူး။ဒါကအေလိရဲ့ပထမဦးဆုံးနဲ့အကြီးမားဆုံးသော အမားပဲဖြစ်တယ်။ဘုရားသခင်ကိုပထမနေရာမှာသူမှတ်ထားခဲ့ဘူး။သူ့မှာဘုရားသခင်ထက်တခြားဦးစားပေးတာတွေရှိနေတယ်။သူ့မှာတခြားစိုးရိမ်မှုတွေရှိနေတယ်။ ဒါဆိုရင်ကျွန်တော်တို့ဘဝမှာဘုရားသခင်ကိုဘလို့ဦးစားပေးနေရမှာထားမလဲဒီနောက်ွက်တော်အဖြစ်အချက်၃ချက်ကိုတွေ့ရပါတယ်ပထမဆုံးတစ်ချက်ကတော့ဘုရားသခင်ကိုဦးစားပေးခြင်းဟာအရာခတ်သိမ်းတွေရဲ့အထက်ဘုရားသခင်ကိုဂုဏ်တင်ခြင်းပဲဖြစ်တယ်အီလီကိုဆုံးမဖို့ဘုရားသခင်က သူ့ရဲ့ပရောဖက်ကိုဆေလွတ်ခဲ့တဲ့အခါမှာသူ့ရဲ့သားတွေကိုဘုရားသခင်ကငါအပေါ်မှာဘာကြောင့်ချီးမြှောက်ခြင်းဆိုတဲ့အကြောင်းပဲဖြစ်တယ် အီလီဟာသူ့ရဲ့သားတွေကိုဖျားသခင်ရှေ့မှာထားခဲ့တယ်။အီလီရဲ့သားတွေဟာဗိမာန်တော်မှာရစ်ပူစောခြင်းကိုအလွဲသုံးစားပြုကြတယ်။သူတို့ဘာလုပ်နေတယ်လဲဆိုတာကိုအီလီကသိနေပေမဲ့လည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာမှအရေးမယူခဲ့ဘူး။သူ့ရဲ့သားတွေဟာဖျားသခင်ကိုအတရေပြက်စီပေမဲ့လည်းသူ့ရဲ့သားတွေသူတို့ရဲ့ယေဘရဟိတ်တာဝန်တွေကနေဖယ်ရှားလိုက်မဲ့အစာ သူတို့ရဲ့အပြစ်တွေထဲမှာပဲ ယေဘရဟိတ်တွေအဖြစ်ဆက်ရှိနေစေခြင်းအပြင်သူတို့ကိုဘုရားသခင်ထက်ဂုဏ်တင်ခဲ့တယ်။ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ကျွန်တော်တို့ရဲ့မိသားစုထက်ကျွန်တော်တို့ရဲ့ငွေကြေးထက်ကျွန်တော်တို့ရဲ့မိတ်ဆွေတွေထက်ကျွန်တော်တို့ရဲ့အလုပ်တွေထက်ဘုရားသခင်ကိုဂုဏ်တင်ဖို့လိုပါတယ်။ဒုတိယအနေနဲ့ကဘုရားသခင်ကိုဦးစားမပေးခြင်းကကျွန်တော်အတ္တတာမှာအပြစ်နဲ့ဆက်ဆံနေခြင်းကိုဆိုလိုပါတယ်။အိလိဟာသူ့ရဲ့သားတွေအပြစ်မှာဆက်ထားစေုံတင်တာမကပဲနဲ့ ူတို့နဲ့အတူအပြည့်ထဲမှာ ပါဝင်ခဲ့တယ်။အီလီဟာသူတို့ရဲ့သားတွေနဲ့အတူ လူတွေရဲ့ပူဇော်တကာကိုဝါစွာစားရတဲ့အကြောင်းကိုပရောဖက်ကရှင်းချင်းလင်းလင်းပေါ်ပြခဲ့တယ်။ဖခင်တယောက်အနေနဲ့ဘုရားသခင်ကိုဝန်ခံခြင်းမပြုတဲ့အပြစ်ရှိနေတဲ့ဘဝမှာအဖေနဲ့အတူမိသားစုရဲ့ဘဝမှာချမ်းသာမှုကိုထိခိုက်စေပါတယ်။ဖခင်ဆိုတာက မိသားစုအတွေ့ဝိညာဉ်ရကောင်းဆောင်ဖြစ်တယ်။ ခရစ်တော်နဲ့ရှောင်လန်းနေတဲ့အသက်တာဟာမိသားစုမှာရှိတဲ့တခြားသူတွေစီကိုနှုတ်ကပတ်တော်အတန်ထွက်စီရမှာဖြစ်တယ်။ဘာကင်တယောက်အနေနဲ့အပြစ်နဲ့ဆက်ဆံနေတဲ့အခါမှာအဲ့ဒီအပြစ်ကသားသမီးတွေစီကိုအကျဉ်းပေါင်းများစွာဆက်လက်တက်ရောက်စေပြီးတော့သူတို့လည်းအပြစ်ကိုရင်ဆိုင်ကြရမှာဖြစ်တယ်။ထွတ်မြောက်ချံအခန်းကြီး20အငယ်9မှာအကြောင်းမူကားတင်းဘုရားသခင်ငါထာဝရဘုရားသည်တင်၌အပြစ်ရှိသည်ဟုယုံလွယ်သောဖျား ငါကိုမုံတော်သူတို့ဤအမျိုးအစဉ်အဆက်တတရအဆက်စတုထအဆက်တိုင်းအောင်အဘာတို့ဤအပြစ်ကိုသားတို့၌ဆက်ပြီးစီရင်တော်ဖရာငါကိုချစ်၍ငါပညတ်တို့ကိုကျင့်တော်သူတို့ဤအမျိုးအစဉ်အဆက်အထောင်အတောင်းတိုင်းအောင်ဂယုနာကိုပြတော်ဖရာဖြစ်၏လို့ဆိုထားပါတယ်။ဒါကြောင့်ကျွန်တော်တို့အပြစ်နဲ့မဆက်ဆံပါနဲ့ကျွန်တော်တို့မိသားစုနဲ့သားသမီးတွေအတွက်အပြစ်နဲ့ပတ်သက်ပြီးတော့မှနောက်အကျိုးအတွက် ကင်တွေဖြည့်ရှင်းလိုက်ရမှာဖြစ်တယ်။နောက်တတိယအချက်ကတော့ဘုရားခင်ကိုဦးစားထားခြင်းကကျွန်တော်တို့သာသမိတွေအတွက် ပုံသက်တည်ပြခြင်းပဲဖြစ်တယ်။ကျွန်တော်တို့ကိုယ်တိုင်ဘုရားခင်ကိုဦးစားပေးခြင်းမရှိဘူးဆိုရင် ခရစ်တော်နောက်ကိုလိုက်ဖို့အတွက်ကလေးတွေကိုပြောဆိုရတာခက်ခဲပါလိမ့်မယ်။ပေါလုကတော့ကိုရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး7အငယ်1မှာငါသည်ခရစ်တော်ဤနီးတူကျင့်တဲ့ကဲ့သို့ သင်တို့ဒီလဲငါနီးတူကျင့်ကြလုံးလို့ဆိုခဲ့ပါတယ်။ဒါကဖခင်အနေနဲ့ခရစ်တော်ရဲ့ဆန်နမူနာကိုလိုက်ဖို့ပဲဖြစ်တယ်။ဒါကြောင့်ဖခင်တွေအနေနဲ့ပထမဦးဆုံးအချက်အနေနဲ့ကိုယ့်ရဲ့ဘဝမှာဘုရားသခင်ကိုဦးစားထားရမှာဖြစ်တယ်။နောက်ဒုတိယအချက်အနေနဲ့ကတော့သားသမီးတွေကိုတည်တည်ချာချာဆုံးမရမှာဖြစ်တယ်။ဓမ္မရာဇဝင် ပထမဆုံးအခန်းကြီး3အငယ်7ကနေ14မှာ ထိုသူဤသားတို့သည် ကိုယုံမာတိတိုင်အောင်ကိုပြုတ်သောဒုစရိုက်အပြစ်ကိုသူတိတော်လဲကြက်တီးစွာမဆုံးမှပဲနေသောကြောင့်သူဤအိမ်သားတို့၌ငါသည်အစဉ်အမြဲတံပေးမည်ဟုငါပြောပြီထို့ကြောင့်အီလီဤအိမ်သားတို့အပြစ်သည်ရင့်နှင့်ပူဇော်တကအားဖြင့်မဖြစ်အစဉ်အမြဲတရားမည်အကြောင်းသူတို့အားငါကျိန်ဆိုပြီဟု မိန်တော်မူ၏လို့ဆိုထားပါတယ် ဒါကတော့ရှမွေလအားဖြင့်ဘုရားသခင်ဖော်ပြတဲ့အချက်ပဲဖြစ်တယ်။အေလိစင်မှာရောက်နေတဲ့ကလေးငယ်ရှမွေလအားဖြင့်ဘုရားသခင်ရဲ့ပထမဦးဆုံးပရောဖက်ပြုချက်လည်းဖြစ်တယ်။အေလိဟာသူ့ရဲ့သားတွေကိုတည်တည်ချာချာဆုံးမမှုမရှိခြင်းကသူ့ရဲ့ဒုတိယအမားကြီးပဲဖြစ်တယ်။သူ့ရဲ့ဘဝမှာဘုရားသခင်ကိုဦးစားပေးဖို့အတွက် ပြက်ကွက်ခဲ့ုံသာမကဘဲနဲ့သူ့ရဲ့သားတွေဘုရားသခင်ကို ပြစ်မှားတဲ့အခါတတိစွာဆုံးမဖို့ပြက်ကွက်ခဲ့တယ်။ မိဘတယောက်အနေနဲ့ကျွန်တော်တို့အဓိကတာဝန်တစ်ခုကတော့သားသမီးတွေကိုဆုံးမပေးပြင်ဖို့ဒါမှမဟုတ်တမာတရားမှလှည့်ကျင့်ပေးဖို့ပဲ ဖြစ်တယ်။ဆုံးမခြင်းဟာသားသမီးတွေကိုဘုရားသခင်နဲ့တက်တဲ့ပုံစံအားဖြင့်အသက်ရှင်နေထိုင်ဖို့အတွက်အမှန်တကယ်လှည့်ကျင့်ပေးခြင်းပဲဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့ကလေးတွေကိုဘလို့ဆုံးမသွန်သင်မလဲ။ပထမဦးဆုံးသူတို့ကိုဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ဘုရားသခင်ရဲ့နီးလန်းတွေကိုသင်ကြားပေးရမှာဖြစ်တယ်။ 116ခုမြောက်သောဇလံအငယ်9မှာလူပြိုသည်မိမိသွားသောလမ်းကိုအပေတို့တန်ရှင်းစေနိုင်ပါမည်နည်းဟုမူကားနှုတ်ကပတ်တော်အတိုင်းတတိပြုရမည်လို့ဆိုထားပါဗျ။ကျွန်တော်တို့သားသမီးတွေအတွက်ကျွန်တော်တို့လှုပ်ဆောင်နိုင်တဲ့အရေးကြီးဆုံးတစ်ခုကတော့သူတို့ကိုလေ့ကျင့်သင်ယူစေပြီးတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်သူတို့မှာသိရှိကြောင်းသိကြစေဖို့ပဲဖြစ်တယ်။အိမ်မှာမိသားစုစံစာဖတ်ခြင်းအပြင်ကျွန်တော်တို့ဒါကိုလုပ်နိုင်ပါတယ်။ မိသားစုလိုက်အပတ်စဉ်ဖျားချောင်းတက်ဖို့ဖြစ်တယ်။သားသမီးတွေကို Sunday School ဒါမှမဟုတ်လူငယ်အဖွဲ့မှာပါဝင်စေနိုင်တယ်။ပရောဖက်နဲ့တမားကျန်းစာအကြောင်းကိုပုံမလေးလာစေဖို့အတွက်ဝိညာဉ်ရကောင်းမွန်တဲ့စာအုပ်တွေကိုလေ့လာနိုင်ပါလေ။ဒါတွေကိုကိုယ်တိုင်ဖတ်ရှုခြင်းကစံနမူနာပြခြင်းရဲ့တစိမ့်တစ်ပိုင်းပဲဖြစ်တယ်။အဖေတွေအနေနဲ့ကျွန်တော်မိသားစုပုံမှန်လှုပ်ရိုးလှုပ်ဆင်မှာ မိသားစုစံစာဖတ်ခြင်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်စေဖို့လိုပါတယ်ကျွန်တော်တို့မိသားစုနဲ့အတူစံစာဖတ်ဖို့အတွက်ကတော့ကျန်တဲ့ပုဂ္ဂိုလ်တယောက်စံစာပညာရှင်တယောက်ဖြစ်နေဖို့မလိုပါဘူးမိသားစုလိုက်ဘုရားသခင်ရဲ့နှုတ်ကပတော်ကိုဖတ်ရှုပြီးတော့အတူတကွဆွေးနွေးအချိန်ပေးရမှာဖြစ်တယ်ညာဝေပြုချိန်မှာကျွန်တော်တို့အချိန်ပေးပြီးတော့မှလှုပ်ဆောင်ကြဖို့ကအရေးကြီးဆုံးပဲဖြစ်ပါတယ်လက်မလျှော့ပဲနဲ့ဒီအတိုင်းပဲမထမ်းလိုက်ပဲနဲ့ သားသမီးတွေကိုဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့နိလန်းတွေကိုတုံတင်ရမှာဖြစ်တယ်။နောက်တစ်ခုက သူတို့မှန်နေထင်ရင်အားပေးရမှာဖြစ်တယ်။သားသမီးတွေကိုအားပေးဖို့ဘာကင်တယောက်ရဲ့လှုပ်ဆောင်ရမယ့်အလုပ်ပဲဖြစ်တယ်။တတလောနေဩရာစာပထမဆောင်အခန်းကြီးနဲ့အငယ်7ကနေ7မှာအဘသည်မိမိသားတို့ကိုပြုတကယ်သို့ငါတို့သည်တင်တို့ရှိသမျှကိုအပေတို့တိုက်တွန်းသွေးဆောင်၍မှားထားသည်ကိုတင်တို့တိကြသည်နှင့်အညီ ယုံကြည်ခြင်းသို့ရောက်သောသင်တို့တွင်ငါတို့သည်အဘယ်သို့တန်ရှင်းဖြောင့်မတ်လျက်အပြစ်တင်ကွင်းနှင့်ကင်းလွတ်လျက်နေကြသည်ကိုသင်တို့သည်တတ်သိဖြစ်ကြ၏။ဘုရားသခင်သည်လည်းတတ်သိဖြစ်တော်မူ၏လို့ဆိုထားပါလေ။အဘတွေကကိုသားသမီးတွေကိုပြုသလိုပဲကိုကိုတိုင်လည်းပြုဖို့ဖြစ်တယ်။သားသမီးတွေဟာကျွန်တော်တို့အားပေးမှုတွေကိုလိုအပ်ပါတယ်။ကျွန်တော်မိဘတွေသားသမီးရှေ့မှာအမားလုံမိတာမျိုးကဘလို့ဖြစ်မလဲဆိုတာကိုအားလုံးသိပါလိမ့်မယ်။ မှန်ကန်တဲ့အကျင့်ကိုသူတို့ကျင့်တဲ့အခါမှာသူတို့ကိုအားပေးရမှာဖြစ်တယ်။မှန်တာကိုလုပ်တဲ့အခါအားပေးပြီးတော့အမားလုပ်တဲ့အခါမှာပြင်ပေးရမှာဖြစ်တယ်။တုတ်တန်အခန်းကြီး၁၉အငယ်၁၈မှာမျော်လင့်စရာရှိစဉ်အခါကိုသားကို ဆုံးမလို့သူကိုအကျိုးနဲ့အောင်တနာသောစိတ်မရှိစေနှင်းလို့ဆိုထားပါတယ်။ကျွန်တော်တို့သားသမီးတွေအမားလုပ်တဲ့အခါမှာဘာမှ ပြောဆိုဆုံးမခြင်းမလုပ်ဘူးဆိုရင်သူတို့အပြစ်လုပ်နေခြင်းကို အားပေးနေခြင်းပဲဖြစ်တယ်။သူအကျိုးနဲ့သွားအောင်တကိုင်းတဲ့အနေနဲ့ဖြစ်မသွားပါစေနဲ့။အမားလုံမိရင်ပြင်ပေးရမှာဖြစ်တယ်။ဒါဆိုရင်သားသမီးတွေကိုဘလို့ဆုံးမမလဲ။တွင်တင်အားပေးပြုပြင်ဖို့ဖြစ်တယ်။အိလိရဲ့အမားကတော့သူ့ရဲ့သားတွေဟာဘုရားသခင်ကို ပြင်မာတဲ့အခါမှာ သူဟာစက်တင်းစွာ ဆုံးမဖို့ပြက်ကွက်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့သိမှတ်ထားဖို့ပဲဖြစ်တယ်။ဒါကြောင့်သားသမီးတွေကိုတိတ်တိတ်ချာချာ ဆုံးမရမှာဖြစ်တယ်။နောက်တတိယတစ်ချက်အနေနဲ့ကတော့သခင်ယေရှုခရစ်တော်အကြောင်းကိုတည်တည်ချာချာသွန်သင်ပေးရမှာဖြစ်တယ်။ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီးနဲ့အငယ်22ကနေ25မှာအီလီသည်အသက်အရွယ်လွန်သောအခါသူ၏သားတို့သည်ဣဒလာလူအပေါင်းတို့၌ပြုသမျှကို၎င်းပရိသတ်စီဝေးရာတဲတော်တကားနာမှာ စီဝေးသောမိမနှင့် မာယွင်းเจ้าကို၎င်းကြားသိလျင် သင်တို့သည်အဘေเจ้าဤသို့ပြုကြသည်နှင့် တင်တို့ပြုသောဒုစရိုက်ကို လူအပေါင်းတို့သည် ပြော၍ငါကြားရ၏မကောင်းဘူးငါသားတို့ငါကြားသောတင်သည် ကောင်းသောတင်မဟုတ်ထာဝရဖျားဤလူတို့သည် ပြင်မာရမည်အကြောင်းတင်တို့ပြုကြသည်တကားလူချင်းတယောက်ကိုတယောက်ပြင်မာလျင်တရားသူကြီးစစ်ကြောစီရင်ရ၏လူသည်ထာဝရဖျားကိုပြင်မာလျင် သူ့အတွက်အဘယ်သူတောင်းပန်လိမ့်မည်နည်းဟုဆုံးမတော်လေသူတို့သည်အဘဤစကားကို နားမထောင်ကြား အကြောင်းမူကားထာဝရဘုရားသည်ကွဲ့မြတ်ခြင်းကအလိုရှိတော်မူ၏လို့ဆိုထားပါတယ်။အေလိဟာသခင်ယေရှုခရစ်တော်အကြောင်းကို မသိခဲ့ပါဘူး။အေလိဟာသခင်ယေရှုခရစ်တော်လူစားတိခံမမွေးဖွားခင်အနှစ်တထောင်ခန်းကအသက်ရှင်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်မှာအေလိရှိနေခဲ့ရင်ကျွန်တော်တို့ရဲ့သားသမီးတွေကိုသခင်ယေရှုခရစ်တော်အကြောင်းကိုတွင်တင်ပေးဖို့လူတိုင်းကို ောမယ်ဆိုတာကိုကျွန်တော်တို့အာမခံနိုင်ပါတယ်။ဒါကိုကျွန်တော်တို့ဘလို့သိနိုင်မလဲ။အခုဖတ်သွားတဲ့အထင်းမှာ အေလိကသူ့သားတွေကိုပြောခဲ့တာကိုကြည့်ကြည့်ပါ။အေလိအသက်ကြီးလာတဲ့အခါမှာသူ့ရဲ့သားတွေဣဒလအမျိုးမှ ပြုသမျှပရိသတ်စီဝေးရာတဲတော်တကားဝမှာအမှုထမ်းတဲ့မိန်းမတွေနဲ့မာရင်ချောင်းကိုအေလိသိတဲ့အခါမှာအေလိကသူ့သားတွေကိုဘာကြောင့်ဒီလိုပြုရတယ်လဲ။ င်တို့ပြုတဲ့ဒုစရိုက်ကိုလူတွေပြောလို့သိရတယ်။ဘုရားခင်ရဲ့လူတွေကဒီလိုလှုပ်တာမကောင်းဘူးဒီလိုချမ်းရတာတရင်ကောင်းမဟုတ်ဘူးလူဟာတခြားသူကိုပြမမိရင်ဘုရားခင်ဖြန့်ပြေးပေးပေမဲ့လေလူဟာဘုရားခင်ကိုပြမမယ်ဆိုရင်ဘသူတောင်းပန်မလဲ။အေလိဟာသူ့ရဲ့သားတွေဘုရားခင်နဲ့ဆက်ဆံရေးမှာအလွန်ပဲဒီလိုပြောပြမှာစိုးရင်ခဲ့ပါလေ။ အေလိဟာလူဟာဘုရားသခင်ကို ပြန်မားမယ်ဆိုရင်ဘသူတောင်းပန်မလဲလို့မေးတဲ့အခါမှာအေလိမှာအဖြေမရှိခဲ့ဘူးအဖြေကိုသူမသိခဲ့ဘူးဒါပေမဲ့လည်းဘုရားသခင်ကသခင်ယေရှုခရစ်တော်ကိုဒီလောကကိုဆေလွတ်တဲ့အခါအေလိရဲ့မိကုံးကိုဘုရားသခင်အဖြေပေးခဲ့ပါတယ်ဘုရားသခင်နဲ့လူသားကြားမှာဖြန့်ဖြေတဲ့သူအဖြစ်သခင်ယေရှုခရစ်တော်ကိုဘုရားသခင်ကဆေလွတ်ခဲ့ပြီးတော့ဘုရားသခင်ကို ကျွန်တော်တို့ပြန်မားတဲ့အခါကျွန်တော်တို့အတွေ့သခင်ယေရှုခရစ်တော်ကကြားဝင်ဖြန့်ဖြေ ဆုတောင်းပေးမဲ့သူဖြစ်လာစေပါれ။ဒါကြောင့်အဖေတွေမိဘတွေအနေနဲ့ကျွန်တော်တို့သားသမီးတွေကိုသခင်ယေရှုခရစ်တော်အကြောင်းကိုပြောရမှာဖြစ်တယ်။ကျွန်တော်တို့ကျွန်တော်တို့ရဲ့သားသမီးတွေကိုဘာပြောမလဲ။ပရမဥစွာလဝါကတိုင်မှာသူတို့အတွေ့သခင်ယေရှုခရစ်တော်ဘာလုပ်ပေးခဲ့တယ်လဲဆိုတာကိုပြောပြပါ။ကျွန်တော်အားလုံးဟာဘုရားသခင်ကိုပြင်မာပြီးတော့ကျွန်တော်တို့အပြစ်အတွက်အပြစ်ဒဏ်ခံထိုက်တဲ့အကြောင်းရှင်းပြပြီးတော့ဘုရားသခင်ကကျွန်တော်တို့အပြစ်တွေအတွက်အပြစ်ဒဏ်ကို ခံယူဖို့ လက်ဝါးကတိုင်မှာတခင်ယေရှုခရစ်တို့ကိုအသေးခံစေခြင်းအဖြစ်ကိုးစားခံယူစေခဲ့တယ်။တခင်ယေရှုခရစ်တော်ကဘယ်တော့ကမှအမားနဲ့အပြစ်မလုပ်ခဲ့ဘူးဘူး။တခင်ယေရှုခရစ်တော်ဟာလက်ဝါးကတိုင်မှာအသေးခံပြီးတော့ကျွန်တော်တို့အပြစ်တွေအတွက်အသေးခံတော်မူခဲ့တယ်။ကျွန်တော်ခံရမယ့်နေရာမှာကိုးစားအသေးခံခဲ့တယ်။ဘုရားသခင်ကသူ့ရဲ့တပါးတည်းသောသားတော်ကိုသူတို့အတွက်အသေးခံဖို့ဆေလွတ်ခဲ့တဲ့တိုင်အောင် သူတို့ကိုချစ်တဲ့အကြောင်းသာသမိတွေကို ပြောပြပါ။နောက်နောင်တနဲ့ယုံကြည်ခြင်းအကြောင်းကိုသူတို့ကိုသင်ပေးရမှာဖြစ်တယ်။ကျွန်တော်ရဲ့အပြစ်တွေကိုရှောင်လွှဲဖို့ကတင်ရှင်အပြစ်သခင်ယေရှုခရစ်ကိုကူးစားရမယ့်အကြောင်းသူတို့ကိုသွန်သင်ပေးပါ။ကျွန်တော်တို့အတွင်အသိခံပြီးတဲ့သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ကယ်တင်ခြင်းကိုရောက်ပါတယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်ဖို့အတွက်သူတို့ကိုသွန်သင်ပေးပါ။တမန်တော်အခန်းကြီး16အငယ်31မှာ ထိုသူတို့ကလည်းသခင်ယေရှုခရစ်တော်ကိုယုံကြည်လော့ယုံကြည်လျင်သင်နှင့်သင်ဤအိမ်သူအိမ်သားတို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်လို့ဆိုထားပါဗါး။နောက်ဝန်ခံခြင်းနဲ့ခွင့်လွှတ်ခြင်းအကြောင်းကိုလည်းသင်ပေးရမှာဖြစ်တယ်။ကျွန်တော်နေ့စဉ်အတိုင်းမှာအပြစ်ရှိခဲ့မယ်ဆိုရင်အပြစ်တွေကိုဘုရားသခင်စီမှာနေ့စဉ်ဝန်ခံရမယ့်အကြောင်းသူတို့ကိုသွန်သင်ပေးပါကျွန်တော်အမားတစ်ခုခုလုံမိကြောင်တိတာနဲ့တပြိုင်နက်ဘုရားသခင်ရှေ့မှာဝန်ခံတင်ပါတယ် ကျွန်တော်တို့အပြစ်ကိုဝန်ခံပြီးတော့သခင်ယေရှုခရစ်တော်အားဖြင့်ပရောဖက်ခင်ရဲ့အပြစ်ခွန်းခြင်းကိုခံယူသင့်ပါတယ်။တိယောတကူကိုတွင်တင်ပြရမှာဖြစ်တယ်။အဲဒါကိုကျွန်တော်တို့ကိုယ်တိုင်အလွတ်ကျက်ထားပြီးတော့သာသမီတွေအတွက်လက်တွေ့ခံယူသွားစေရမယ်။ကျမ်းပိုက်တစ်ပိုက်ပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကျွန်တော်ရဲ့သာသမီတွေကိုသခင်ယေရှုခရစ်တော်အကြောင်းကိုသေချာပေါက်ပြောရမှာဖြစ်တယ်။နောက်ဆုံးသဒ္ဒတအနေနဲ့ကတော့ဒါတွေကိုစောစောစတင်လိုက်ဖို့ပဲဖြစ်တယ်။ ။ဘာကြောင့်လဲဆိုရင်အေလီအဖြစ်အပျက်ကိုကြည့်မယ်ဆိုရင်ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီးနဲ့အငယ်25မှာ လူချင်းတယောက်ကိုတယောက်ပြန်မားလျင် တရားသူကြီးစစ်ကြောစီရင်ရ၏။လူသည်ထာဝရဘုရားကို ပြန်မားလျင် သူ့အတွက်အဘယ်သူတောင်းပန်လိမ့်မည်နည်းဟု ဆုံးမတော်လေသူတို့သည်အဘဤစကားကိုနားမထောင်ကြ။အကြောင်းမူကားထာဝရဘုရားသည်ကွဲ့မြတ်ခြင်းကအလိုရှိတော်မူ၏လို့ဖော်ပြထားပါသည် ဒါကကြည်ကွဲစရာနှုတ်ကပတ်တော်ရဲ့ဖော်ပြထားချက်ပဲဖြစ်တယ်။နောက်ဆုံးမှအိလိဟာသူ့ရဲ့သားတွေကို အပြစ်အတွက်ဆုံးမခဲ့ပေမဲ့လည်းနောက်ကျခဲ့ပါတယ်။သူဟာဒီတက်ပူပြီးတော့မှစောစောစတင်တင်ပါတယ်။ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့သားသမီးတွေနဲ့ဒီအရာအားလုံးကိုစောစောစတင်လိုက်တာကအကောင်းဆုံးပဲဖြစ်တယ်။လုကာအခန်းကြီး၁၈အငယ်၁၆မှာယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ငှက်ထံသို့လာပါလေစေ မစည်းတာကြနဲ့ပြန်သခင်ဤနိုင်ငံတော်သည်ထိုသို့သောသူတို့ဤနိုင်ငံဖြစ်၏လို့ဆိုထားပါတယ်။ကလေးတယောက်ရဲ့စိတ်လုံးဟာငင်းစင်မှာ ပြန်သခင်ရဲ့နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့မှအယူအသားဆုံးသောစိတ်လုံးနဲ့အဖြူစင်ဆုံးစိတ်ထားနဲ့တုံ့ပြန်တတ်ကြပါတယ်။သူတို့ဟာအပြစ်တရားအတွင်မှာတနေ့ထက်တနေ့ကျင်လည်လှုပ်ရှားလာပြီးတော့စိတ်နှလုံးတွေဟာ ခိုင်မာလာစေခြင်းမရှိခင်ကလေးတွေကို ခရစ်တော်အကြောင်းကို မျှဝေဖို့လိုအပ်ပါတယ်ကျွန်တော်မြန်မြန်စတင်နိုင်ခြင်းအပြင်သူ့ရဲ့အသက်တာတလျှောက်လုံးအတွက်စတင်လိုက်တဲ့အချိန်ကနေစပြီးတော့မှ ပြဿနာမျိုးစုံကနေကယ်တင်နိုင်မှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ဘုရားသခင်ရဲ့နီးလန်းတွေကိုတွင်တင်ဖို့အတွက်သူတို့အသက်ကြီးလာတဲ့အထိစောင့်နေဖို့မဟုတ်ဘဲနဲ့ငယ်စဉ်စောစောတွင်တင်ရမှာဖြစ်တယ်တုတ်တန်အခန်းကြီး၃အငယ်၁၇မှာ ပညာလန်းတို့သည်တာယာတော်လန်ပညာလန်းခရီးရှိသမျှတို့သည်ငြိမ်ဝတ်လျက်ရှိကြ၏လို့ဆိုထားပါလေဒါကိုအခုမှသိလို့ကလေးအွယ်မကားတော့ဘူးဆက်ကြောတဲ့အွယ်ရောက်နေပြီဆိုရင်လည်းပဲမတတ်ဖြံမှာစတင်ဖို့စိတ်မကူပဲဒီနေ့ပဲစလိုက်ဖို့ဖြစ်တယ်မနေ့ကအစာပြုတ်ခဲ့ခြင်းကဒီနေ့ထပ်ပို့ပြီးတော့ကောင်းမှဖြစ်တယ်လို့ဒီနေ့အစာပြုတ်လိုက်ခြင်းက မနေ့ဖြံအတွက်တာပြီးတော့ကောင်းမှဖြစ်တယ်ကျွန်တော်အတိတ်ကိုမပြောင်းလဲနိုင်ပေမဲ့လက်ရှိ ပစ္စုပန်အချိန်ကိုပြုပြင်ပြောင်းလဲနိုင်တယ်။ဒါကအနာဂတ်အတွင်းကောင်းမွန်တဲ့အကျိုးအတွက်ထိရောက်စေမဲ့စတင်ခြင်းပဲဖြစ်တယ်။ဒါကြောင့်ဒီအရာအားလုံးကျွန်တော်တို့သားသမီးတွေအတွက်ဒီတရက်အတွင်းမှာစတင်နိုင်ရင်ပိုကောင်းမယ်ဆိုတာ သိချပါဗါး။ဒါပေမဲ့အတိတ်ကရှိခဲ့တဲ့အရာတွေအတိုင်းပြစ်စုံပံမှာရပ်တန့်မနေပါနဲ့မနှက်ပြန်အတိဆဖို့မဆောင်ပါနဲ့ဒီနေ့ပဲစတင်လိုက်ပါ အချုပ်အနေနဲ့ကျွန်တော်တို့ရဲ့ဘဝမှာဘုရားသခင်ကို အသက်တာမှာဦးစားပေးအသက်ရှင်မှာသားသမီးတွေကိုတည်တည်ချာချာဆုံးမပါ သခင်ယေရှုအကြောင်းကို သင်ပေးပါဒါကို အစုံစုံအစပြုလေးပို့ပြီးတော့မှကောင်းလေပဲဖြစ်မှာဖြစ်တယ်ဂျာနာစင်ချင်ခဲ့သူအားလုံးအနေနဲ့ဘုရားသခင်ကိုဦးစားပေးခြင်းကြောင့်သားသမီးတွေကိုတည်တည်ချာချာဆုံးမခြင်းကြောင့်တခင်ယေရှုခရစ်တော်အကြောင်းသင်ထားပေးခြင်းကြောင့်ဒါတွေကိုစောစောစတင်နိုင်ခြင်းကြောင့် အေလိလိုအဖြစ်ဆိုးမျိုးနဲ့ကင်းဝေးစေပြီးတော့ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့အတ္တဓာတ်နဲ့မိသားစုတွေအပြင်ဘုရားသခင်အတူရှိ ကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်။